င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် Starlink Internet ဝန်ဆောင်မှုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ခိုင်းတွေကလို့တန်တရားရှိတဲ့ Starlink အလုံး2500ကျော်ကိုပယ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌ Lauren Dreyer ကလူမှုကွန်ရက် X မှာဖော်ပြပါဗျာ အမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံကငွေလိပ်ကိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေချိန်မှာအခုလိုပိတ်လိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကြားဖြတ်လုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခံ KNA ကြားဆောင်တပ် BGF ထိတ်ချုပ်တဲ့နေရာတွေမှာအများစုလုကင်နေတာပါအဲ့ဒီထိုင်းမြန်မာနယ်စပ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့ online ငွေလိမ်ကိုင်းခေါ်ကြားဖြတ်လုပ်ငန်းတွေမှာသုံးတဲ့ internet line တွေကိုထိုင်းဘက်ကဖြတ်လိုက်ပြီးနောက်ပိုင်းမှာ အဲ့ဒီကြားဖြတ်လုပ်ငန်းတွေဟာ Starlink ကို ပြောင်းပြီးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဆရာနာရှင်ကိုတွလှန်နေတဲ့တွလှန်ရေးတပ်တွေဟာဆက်သွယ်ရေးအတွက် Starlink Internet ကိုမှီခိုနေကြရတာဖြစ်ပြီးထားမြင့်မှနေဆက်မှာအခြေဆိုင်တဲ့တွလှန်ရေးအဖွဲ့တချို့သုံးတဲ့ Starlink တွေပါမရတော့ဘူးလို့ပြီးခရက်ရက်ပိုင်းကသတင်းတွေထွက်ခဲ့ပါတယ်ရှင်။ ဖားကတ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ထွက်ခွာသွားပြီးနောက်ရပ်ပိုင်လောက်တိုက်ပွဲညင်သက်ခဲ့ပေမဲ့စစ်တပ်တက်ဆွဲထားတဲ့နေရာတချို့မှာစစ်ရေးလှုပ်ရှားလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့သိရပါတယ်ဟန်နာတရင်ပေးပို့ထားပါတယ်ရှင်ကချင်ပြည်နယ်ဖက်ကန့်ဒေတာမှာပီကယ်ရမီလာကလေးကနေဝင်ရောက်နေရာယူထားတဲ့စစ်ကော်မရှင်တပ်စင်ရနေရာဝန်ကျင်ခန့်ပီကယ်ရရပ်ပိုင်အတွင်းဖက်ကန့်ကာမိုင်းနေရာလမ်းဘက်ကိုထွက်ခွာသွားပြီးတဲ့နောက်ပစ်ခတ်တံတွေရရင်ညင်သက်သွားပြီးတဲ့နောက်အော်တိုဘန်၂၀ရက်မှာတိုက်ပွဲတွေပြန်ဖြစ်တယ်လို့သိရပါတယ် ဖက်ကတ်မရှိကြောင်းနဲ့ယူမာအပဝင်းကုမ္ပဏီတွေမှာလရှိသက်ဆွဲထားတဲ့စီးရီးတချို့စီးရီးလှူရှားလာတာကြောင့်ထိတွေ့တိတ်ပွဲပြန်ဖြစ်နေတယ်လို့ခရင်စီးရီးဒီရင်မြစ်ကပြောပါတယ်မရှိကြောင်းဒီပုံချောင်းမှာတော့အဲဒီပုံချောင်းကြီးခိုင်ကုန်းမှာသက်ဆွဲထားတဲ့စစ်တားရဲ့ဘလို့ဒီယူမာလမ်းမပေါ်ကနေဖောက်ဝင်းနော့ချမှာသက်ဆွဲထားတဲ့စစ်တားတွေအာလှူရှားလာလို့ထိတွေ့တိတ်ပွဲဖြစ်တယ်ဘောနာနဲ့စီးရီးလေးက bien s'habiter aussi. Il y a des lots d'aïe poème, puis pour ce que l'on a l'eau. Tel n'est si je n'ai ni d'un pied de l'eau ici de vous. Mais cette y a des lots d'aïe poème, puis pour ce que l'on a l'eau. ဒါပြင် ဖကံမျိုးနဲ့ကချင်လွတ်လပ်ရေးတက်မတော်ခရင်တက်မဟာကိုတည်ရင်၆ဌာနချုပ်ဘက်ကိုအော်တိုဘာ၂၃ရက်နေ့မနက်ပိုင်း9:00ခွဲအချိန်ခန့်ကလေကြောင်းကနေအချိန်များစွာတိုက်ခိုက်ခဲ့ရလို့ KAI ရှေ့တန်းနဲ့နီဆက်တူကတီးရပါတယ်။အရင်၆နေရာကိုပြစ်သွားတာပေါ့နော်။ ပုံအလုံးလေးဆယ်လောက်ရှိမိတယ်နောက်တော့ခလေးပြီးလွန်နေဘလောက်ပြပြပြန်ကျန်တော့ဘလောက်အလုံးဝိုက်ခဲနေဟုတ်တယ်ဘလောက်လူရှိရညမှာလာချသွားလို့ရောချားတယ်ဒီကိန်းဆင်းရင်ဘာမှတော့မချရသေးဘူးဟိကြောင့်ပြခတ်ခံရတဲ့နဲ့ပတ်သက်ပြီးတိခိုင်မှုရှိရှိနောက်ဆက်တွဲအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါရယ်အခုလက်ရှိချင်းပြည်နယ်ပကံဒေသမှာတမ33နဲ့မိုးကောင်းအခြေဆိုင်စကခ3အပါဝင် ရှမ်းနေပြည်သူစစ်ဘူပေါင်းအဖွဲ့ကစတောင်းထိုးလှူရှာနေတာလို့သိရပါတယ်။ဖကတ်မှာပြီးခဲ့တဲ့အပရလကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူစစ်ဘူပေါင်းချရဲစစ်အင်အားတွေတုံးချိန်ထက်မနည်းစတောင်းထိုးဝင်ရောက်လာခဲ့တာကြောင့်စစ်တောင်းထိုးထားတဲ့အင်အားစထောင်ဝင်းကျင်ရှိနိုင်တယ်လို့ဖကန်ဒေတာခန်တွေကတုံ့တက်ပါတယ်စစ်တောင်းတချို့ပြန်ထုတ်ခွာသွားပေမဲ့ ရင်အားအများပိုင်းကဖက်ကန့်ဒေသမှာတန်ရှိနေကြတာကြောင့်ဖက်ကန့်တိုက်ပွဲအခြေအနေကတည်တည်ထားဆောင်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထုံးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖက်ကန့်လမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကန့်မြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝန်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်မဟန္နာပါ မလေးရှားနိုင်ငံမှာ2023ခုနှစ်ကအမည်မသိလူတစုရဲ့ဖမ်းဆီးခံခဲ့ရပြီးသိမကြခင်ကမှစစ်တပ်ကမြန်မာနိုင်ငံထဲမှာဖမ်းဆီးအရေးယူထားတယ်လို့ထုတ်ပြန်ခဲ့တဲ့ဒေါ်သူစာမောင်မိသားစု အတ္တမဖမ်းဆီးခံရမှုကို ပြန်စစ်ဆေးဖို့မလေးရှားအစိုးရကိုလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကအော်တိုဘာလ22ရက်နေ့ကတောင်းဆိုလိုက်ပါတယ်။ လေးရှားအနာပိုင်တွင်အနေနဲ့ဒေါ်သူဇာမောင်မိသားစုကို ပြန်လှုပ်ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးသင့်ပြီးသူတို့မိသားစုမြန်မာနိုင်ငံကိုဘလို့ရောက်သွားတယ်ဆိုတာစုံစမ်းစစ်ဆေးသင့်တယ်လို့ HRW ရဲ့အာရှဒါရိုက်တာအလေးပီယာဆန်ကပြောပါတယ်ဒါပြင်မလေးရှားအစိုးရကအန္တရာယ်ရှိနေတဲ့ဒုက္ခသည်တွေကိုကာကွယ်ဖို့ပြက်ကွက်နေတယ်လို့လည်းသူကဝေဖန်ပါတယ်။ တောသူစာမောင်ဟာမြန်မာမွတ်စလင်ဒုက္ခသည်အတိုင်းဝန်နဲ့မြန်မာရွှေ့ပြောင်းလုပ်သမားများကော်မတီတို့မှဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူဖြစ်သလိုຫນွေဦးတော်လှန်ရေးကို ရမငွေရှာပေးသူဖြစ်ပါတယ်ဒေါ်သူဇာမောင်နဲ့သူရဲ့မိသားစုဟာမလေးရှားနိုင်ငံကွာလာလပူမြို့မှာ2023ခုနှစ်ဇူလိုင်လ၄ရက်နေ့ကပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီးဖမ်းဆီးသွားသူတွေဟာမလေးရှားရဲ့တပ်ဖွဲ့ကားနံပါတ်အတူကိုတက်ဆင်ပြီးဖမ်းသွားတာပါ။ အဲ့ဒီနောက်ပျောက်ဆုံးနေတဲ့သူတို့မိသားစုကိုဖမ်းဆီးထားပြီးအကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေနဲ့အမှုဖွဲ့အရေးယူထားတယ်လို့အနာသိစစ်တပ်က2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ကမှသတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။ဒီဗီဒီယိုမြန်သင်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချွချွဆက်ပါရှင်